ါကြောင့်ဟိုဆရာတော်ကြီးကတော့သူကြောင်းတိုင်းနေပြီတန်ဃာတွေလိုက်နာဖို့ဆုံးပြီးတော့ချက်ဆက်ချက်ရေးဆွဲပြီးတော့ထားတာစိတ်ကောင်းရှိဖို့ကပထမလေဝီနီးလေးစားဖို့ကဒုတိယလေကျမ်းမာဖို့ကတတိယတန်ရှင်းဖို့ကစတုတ္ထအဝတ်စားတတ်ဖို့ကပင်စမာ လူရင်ကျေးမှုဆိုရင်ထဲမဲ့ဝဆဆင်မှုကလည်းရေးကြည့်တာပဲဟောဝဆဆင်မှုရေးကြည့်တယ်မြန်မာနိုင်ငံမှာရှိကြတဲ့ပုံကိုယ်တွေလည်းမိမိတို့ရဲ့လူမျိုးရဲ့ခွန်သိက္ခာထောက်ထားပြီးတော့ဝတ္တစာတတ်ဖို့တမဟာဖြင့်တော့လူတွေကထင်တယ်တို့ဝတ္တတယ်လို့ထင်ကောင်းထင်လိမ့်မယ်သို့တော့စက်တိရှိအောင်ဝတ္တဖို့လို့ရပေါ့နော်တန်ဃာတွေအနေနဲ့ကလည်းပဲ ဒီဟာကအဝတ်အစားတတ်ဖို့ဆိုဝတ်စားတတ်ဖို့ဝတ်စားစေရင်တတ်ဖို့ဒါဟာမတ္တမအရေးကြီးအဝတ်စားမတတ်ဘူးဆိုလို့ရှိရင်မြန်မာစကားတောင်မှကောင်းတဲ့အိဗယ်ကိုမပြောဘူးလေဒါကြောင့်မလို့ well dress ဆိုတဲ့တတ်တတ်ရရဝတ္တစားရမှုဟာလူမျိုးတစ်မျိုးရဲ့ လူရဲ့ခုံသိခာဒိဂနီတီလို့ဒီလိုပြောလို့ရတယ်တတယဝတ္တစားရတဲ့ငယ်ငယ်တော့ကြားဘူးတယ်မြန်မာနိုင်ငံကိုလာရောက်အုပ်ချုပ်သွားတဲ့အင်္ဂလိပ်တွေမြန်မာပြည်ကလူတွေသူတို့ကို လေးစားအောင်လို့ဆိုပြီးတော့ဒီလူတွေဟာတမင်္ဂလာကိုအမြဲတမ်းခေါင်းကိုတတတရဖြီးတယ်ဝတ်စားစင်မှုတမင်တကာလှုပ်တယ်လို့ကြားဘူးတယ်ငယ်ငယ်တော့ကြားဘူးတယ် အမြဲတမ်းတတတရဲ့ဝတ်စားထားပြီဘယ်တော့ကြည့်လိုက်ကြည့်လိုက်တတတရဲ့နဲ့တေတတဝတ်စားအဲ့ဒီဝတ်စားဆင်ရင်မှုစနစ်ကြလို့ရှိရင်လေလူကလေးစားလာတာဟုတ်ဒီလိုဆုံးလို့တာသူတို့နိုင်ငံရှိတဲ့အင်္ဂလိပ်တွေကတော့ကိုယ်ကဝတ်ချင်လဲဝတ်တာသို့တော့မြန်မာနိုင်ငံလာပြီးတော့နေတဲ့အင်္ဂလိပ်တွေကြတော့ဝတ်စားဆင်ရင်မှုကိုထူးထရီထားတယ် ဒီစကားကိုငငယ်ရချားခဲ့ဘူးလားဟုတ်မဟုတ်တော့အဲ့ဒီခေတ်ကအရွယ်ရောက်တဲ့လူတွေသိကြမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကလည်းသူကျောင်းလိုက်ကတန်ဃာတွေကို ဆုံးမတဲ့အနေနဲ့အဝတ်စားတက်ဖို့ကပင်စမတယ်နောက်တစ်ခုကဘာလို့ဆိုအနေထိုင်တက်ဖို့ကသတ္တမလူတွေကအနေထိုင်တက်ဖို့ကလည်းလူသေးတာနော် အနေထိုင်မတိုက်ရင်မကောင်းတော့အပြစ်ဆိုစရာတွေဖြစ်တယ်ပေါ့မြေထိုင်လည်းတိုက်ရမယ်နေတတ်ထိုင်တတ်ရှိရမယ်ဒါလို့ဆိုရပေါ့နောက်တစ်ခုကတော့အပြောဆိုတတ်ဖို့ကတတ္တမ ပြောတတ်ဆိုတတ်ရမယ်လိမ္မာရင်ကျေးစွာ ပြောတတ်ဆိုတတ်ဖို့လိုအပ်တယ်မြန်မာစကားမှာရှိတယ်လေအပြောမတတ်ရင်ဆဲတယ်လို့ဆိုတာရှိတယ် နော်အပြောမတတ်ရင်ဆက်တယ်လို့အဲ့ဒါလို့ပြောတတ်ဆိုတတ်လာပြီဆိုလို့ရှိရင်လူတိုင်းကလေးစားရတဲ့အနေအထားမျိုးရောက်တယ်ဒါမှမဟုတ်ပြောတတ်ဆိုတတ်လို့ဆိုတာအသွားလာတတ်ဖို့ကအထမတယ်ဒေဒီတတ်တတ်သွားတတ်လာတတ်ရမယ်တမားချင်းလူတွေကငါတို့သွားတတ်တာပဲလာတတ်တာပဲလို့ဒီလိုတော့ထင်ကောင်းထင်လိမ့်မယ်သို့သော် လူရင်ကျေးတွေအနေနဲ့သွားတတ်လက်ထားမယ်လို့ဆိုတာပေါ့။နောက်စီကံလိုက်နာဖို့ကနဝေမအာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူတပည့်တွေကို ဆုံးမတဲ့ထဲမှာအနုမတ်တေသူဝိစေသူဘယတတဝီဥရင်နဲ့ပတ်သက်ပြီးအသေးအဖွဲလေးတွေကိုပဲဘေးရန်အန္တရာယ်ကြီးဖြစ်မြင်ရမယ်လို့ဟောထားတာနော် အသေးဖွဲလေးတွေကိုမလေးမစားမလုပ်ရဘူးအသေးဖွဲလေးတွေကစားလေးစားရမယ်လို့မြတ်စွာဘုရားအများဆုံးဆုံးမတယ်အဲ့ဒါအနုမတ္တဆိုတာအနုဆိုတာအလွန်သေးငယ်တာပြောတယ်အဲ့ဒီအနုဆိုတာနာကြီးနဲ့ရေးတယ်ပေါ့အခုခေတ်တော့အနုပညာဆိုတာသေးငယ်တဲ့ပညာလို့ပြောမလားဘာလားမသိဘူးနော်အဲ့ဒီအနုရဲ့အတိတ်ကတော့နာကြီးနဲ့ရေးတဲ့ဟာသေးဖွဲတယ်လို့ အသေးအဖွဲလို့ဒီလိုဆိုလိုတာအနုမတ္တအသေးအဖွဲမျှတာဖြစ်တဲ့သိက္ခာရိတုလိုက်နာကြရမယ်စီကံဥရေဘယဒတ္တဝီတကယ်ကိုဒါမလိုက်နာလို့မဖြစ်ဘူးဥရေကြီးတစ်ခု အနေနဲ့လေးစားဖို့ဆိုပြီးမြတ်စွာဘုရားလို့ဆုံးမအဲ့တော့တိုင်းပြည်မှာဂုံသိက္ခာရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲ ဒီလိုပဲအသေးအဖွဲစည်းကမ်းလေးတွေအားစပြီးတော့လူတွေဟာအလုံးလိုက်နာပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အင်တမချီးမွမ်းမွေရာကောင်းပြီးကြီးပွားတွတ်တက်တဲ့လူမျိုးနဲ့နိုင်ငံဖြစ်လာမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကအဲ့ဒီအိဗယ်မျိုးရအောင်လို့ဒါတွေကိုပြောတာစည်းကမ်းလိုက်နာဖို့ကနဝယ်မှာတဲ့စည်းကမ်းဆိုလိုက်နာရမယ်ဒီလိုဆိုတာပေါ့ နောက်တစ်ခုကတော့ပါတော့ဆိုစံတက်ဖို့ကဒသမလို့ဆိုပြီးသူကြောင်းနိုင်မှာနေတဲ့ပုံကိုယ်ကြီးစံတက်ဖို့အဓိကမဟုတ်ဘူးသူကခေါင်းပြောတယ်စိတ်ကောင်းရှိမှုကိုအဓိကထားပြီးတော့ဆုံးမသွားတယ်